ိစ္ဆဉာဏ်၄ချက်ကိုဒကာဓမ္မတွေရှင်းပြီးပြောပါမယ်။ဝိပရိနာမထောဝေဒနာလေးကပေါ်တယ်ဒကာဓမ္မ။တော့ကြသည်ချမ်းသာတယ်လို့လို့နဲ့ချမ်းသာတာလေးကရှိသေးရဲ့။ရှိပါဘူး။ဆင်းရဲတယ်လို့လို့နဲ့ဆင်းရဲတာလေးကရှိပါဘူး။အလတ်စားလို့လို့နဲ့အလတ်စားလေးရှာတွေ့လေးရဲ့။ဒါပြန်ဖောက်ပြန်ပြည့်စည်သွားတဲ့ဘောမရှိဘူးလားရှိပါဘူးဒါပြန်ဖောက်ပြန်ပြည့်စည်တာကဘာသစ္စာလဲ ရှင်းမလားအဲ့ဒီဟောပြံပြရေးတဲ့ကိစ္စကိုကြည့်တဲ့ညာကဘာညာခေါ်မလဲသိတယ်အဲကိစ္စညာကဥပဒနာတဲ့ခုပါခေါ်ရင်းမိကြပါခင်ဗျားတို့သိစားတယ်ဒီထဲမှာဘာနဲ့လို့ဒုက္ခရောအနတ္တရောအာတုပရောအဖြင့်ဒီညာနဲ့သာတက်ဟိုအရေးရှိသေးတယ်ပေါ်ကြသမသနာရနေတက်မနေနဲ့ဥရိယပြရနေတက်မနေနဲ့သစ္စာညာကစတဲ့ သစ္စာဉာဏ်ကြီးပဲဉာဏ်ရမယ်သစ္စာဉာဏ်ပဲကတ္တဉာဏ်ကြတော့နိဗ္ဗာန်မရောက်သေးဘူးလားဟုတ်ပါဘူးဒါဖြင့်ခမားတို့အသက်တန်းကြိုးလို့နဲ့အရှည်လိုက်မလားအတူလိုက်မလားတူလိုက်ပါဘူးအတူလိုက်မယ်ဆိုတာပေါ်ကြဟုတ်ပါဘူးဒါဖြင့်ဒကာဓမ္မတို့ခမားတို့ကလည်းအသက်တန်းတူနော်ဆရာသမားကောအရှည်လိုက်နေရင်မဖြစ်ဘူးဆိုတာသိကြပါလားသိကြပါဘူးဒါဖ ိစ္ဆဉာဏ်နဲ့သစ္စဉာဏ်ရှိဦးကြတယ်။ဩန္တရေဒုက္ခသစ္စာလို့ကြည့်တယ်သစ္စဉာဏ်။ဒါဒီမှာသိစေတဲ့ကိစ္စ၊ပြုပြင်ရတဲ့ကိစ္စ၊ပူပါရတဲ့ကိစ္စ၊ဟောက်ပြန်တဲ့ကိစ္စရှိမရှိ။ရှိပါဘူး။သဘောကျ။ဒီကိစ္စတွေကိုကြောက်ကြောက်သွားတာမြန်နေ။ဩသူကိစ္စသိစေတာကိုဆိုတော့မသိဘူးလား။ရှိပါဘူး။ဒါပြန်ကြောက်ပြတဲ့ကိစ္စသူရှိမရှိ။ရှိပါဘူး။အဲ့တော့သိတဲ့ဉာဏ်ပါဉာဏ်ခေါ်မလဲ။ရှိပါဘူး။ဒါပြန် ဒီကိစ္စကိုကြည့်တဲ့ဉာဏ်ကြီးဒကာရမတို့သနာဥပါဒံခံနေကိုမဖြတ်ဘူးလားဖြတ်ပါဘူးသနာရင်ဖြတ်သလားဥပါဒံဟုတ်ဖြတ်ပါဘူးစံဟုတ်ဖြတ်ပါဘူးဒါပြန်ခင်ဗျားတို့ယနေ့ကံပြလာကြတာဘောသဘောကြဒီကံကမပြရင်ဒါကြည့်လားဒီကံမပြရင်ဘာလာမဖြစ်လားဇာတိဘာသစ္စာဒါဆိုရင်ကံပြလိုက်တော့ဒကာရမတို့ဇာတိလာသေးရဲ့လားဒါပြန် ခံပြလို့ကံကိုပြတ်ရှင်လို့ရှိရင်ကံကခြေပန်းရောက်နေတော့သနာပြတ်လိုက်ရင်ဥပါဒံလာသေးရဲ့လားမနာရင်တော့ကံရောဒါဖြင့်သနာသိနိဗ္ဗာန်ဆိုတာပေါ်ပြီဒီလောကခန္ဓာသိနိဗ္ဗာန်ဆိုတာရောဒီသနာပြရရင်ဒီခန္ဓာရောသိမိသားပဲဆိုတာပေါ်ကြဒါဖြင့်ဘုန်းကြီးတို့ဓမ္မကြီးအော်ကိုယ်ခန္ဓာကြီးကဒီတိုင်းပဲဒီခန္ဓာကြီးကိုကိစ္စကိုသိရင်ကိစ္စဉာဏ်ရရင်ပြီးတာပဲ သဘောကျဣဇဉာဏ်သည်ဓမ္မတို့ကြည့်ရမယ်ဉာဏ်လားပွားများရမယ်ဉာဏ်လားပွားများရမယ်ဉာဏ်ဆိုတာသေချာမှတ်ပါဣဇဉာဏ်ဆိုတာဘာပါလိမ့်ဒီကဣဇပေါ်တိုင်းပေါ်တိုင်းဒီကသိပြီခဲ့ရဣဇပေါ်တိုင်းဒါပြအတိပေါင်းမလို့ပါလိမ့်ဆိုတော့အများကြီးဣဇကိုသိတဲ့အတိပေါင်းအများကြီးဖြစ်လို့ရှိရင်ကတရောက်တော့မရောက်ဘူးသာပါ ။ဘာဖြစ်လို့သူ့ဘာဝိဇ္ဇာကိစ္စရဒီနေရာမှာဘူးပြန်။သဘောပါလား။ဟုတ်ပါဘူး။ဒါပြန်ကိစ္စညာပြီးဝိပဿနာညာ။ကတ္တညာပြီးမဲ့ညာပူညာ။ဒီခွဲယူပါ။သဘောကျလား။ကိစ္စညာပြီးကတ္တညာလေဒါပြန်ဘုရားလာကသာမနည်းဘူးလားဒါပြန်ဒီကားလိုက်ပါလားလဲခမရတို့ယောဂကမြာသက်ကတုံမဲဆုရာဇာကပူဥရိယာကြီးကမကောင်းအရှိကြီးလိုက်နေဘယ်တော့နိဗ္ဗာန်ရမှာလို့ ရရမြင်သေးရလားအဲ့တော့မျက်စိလေတို့လိုက်နေတာဒီညာသုံးခုနဲ့ရှင်ခွန်းနေညာပြီးသွားသဘောကျရှင်ခွန်းနေညာဒီပညာညာပါသေးတယ်ခိစ္စညာကိုဖရာရှင်းသွားဟောလိုက်ပြီးတော့ဘာဟောသစ္စာညာရှင်းသွားဟောလိုက်ပြီးတော့ဘယ်ညာဟောနောက်ဘာညာဟောလိုက်အဲ့တော့ခွန်းနေညာပြီးသွားပြီကွနိဗ္ဗာန်ပြီးသွားပြီလို့ဖရာကကြောညာမပေးဘူးလေဖြစ်ပါလား မမေ့တဲ့ဝိသုသတိသာဓကကလည်းဒကာဓမ္မတွေကြားရလားတဲ့တရားဥလားမဟုတ်ပါဘူးခဏလို့တရားဥမလိုက်ဘူးတရားလည်းလိုက်နေလို့ခွာကြနေလားရင်းနေပါလားတရားဥမှပုဂ္ဂိုလ်သတ္တဝါမငဲ့တာတရားလည်းလေကြတော့ပုဂ္ဂိုလ်သတ္တဝါငဲ့ဟွာတော့ပါလားမပါဘူးလားမပါဘူးဒီပုဂ္ဂိုလ်ကြတော့ဟေးဒီတရားဟောမှာဟိုပုဂ္ဂိုလ်ဟိုတရားဟောမှာဆိုတော့အလေတရားတွေကပုဂ္ဂိုလ်လိုက်ခေါ်တာ ေဥ်စွာဟောတဲ့တရားကပုဂ္ဂိုလ်လိုက်သေးရဲ့။ဘာဟောလဲ။သစ္စာညာပြီးတော့ဘာဟောလဲ။ပြီးတော့ဘာဟောလဲ။အဲ့တော့ပုဂ္ဂိုလ်သတ္တဝါငဲ့သေးရဲ့လား။ပုဂ္ဂိုလ်သတ္တဝါမငဲ့တဲ့တရားမှဓမ္မရိဋ္ဌံမှားရိပ်ပြီလား။ပုဂ္ဂိုလ်သတ္တဝါငဲ့ဟောတဲ့တရားငါဟောတာမဟုတ်ဘူးလို့မှားသူ့အတွက်သာသက်သက်ရိပ်ပြီလား။ဒါပြန်ခမရုပ်လား။ ဘယ်ရီလိုက်နေကြပါလိမ့်မလို့လို့ဒီဓရမတွေခွန်ကြီးကမိစီပြလိုက်တဲ့အခါကျတော့ဘ누구ဘာနဲ့ကျွတ်သွားတယ်ဟာသူကျွတ်တာကမင်းနဲ့မဆိုင်ဘူးရိမ့်မိဘုမာမဒိဋ္ဌိဒိဋ္ဌိမတ္တံဓာရုစီဟောဓာရုစီဟောတာခင်ဗျားတို့ကွာမလို့နဲ့ဓာရုစီပြောက်ခေရရိမ့်မိလားဒီနေ့လီရမယ်ထင်လားမရဘူးသူကခိဗ္ဗဝိညာဉ်မရဘူး သဘောပါဓာတုရှိဟောတဲ့တရားကိုရှင်းသူကံသွားဟောရင်ပြောပါလားဒါဖြင့်အများနဲ့ဆက်ဆံတဲ့တရားလိုက်ပါပုဂ္ဂိုလ်နဲ့ဟောတဲ့တရားကိုမလိုက်ပါနဲ့ဆိုတော့သစ္စာညာကိစ္စညာကတ္တညာကတော့ဒကာဓမ္မတို့ပုဂ္ဂိုလ်လိုက်သေးရဲ့ဘယ်ပုဂ္ဂိုလ်မဆိုသစ္စာဟောရမှာသစ္စာမဟောဘဲနဲ့နိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ်ရှိရလားမရှိပါဘူးခဏကပြောခဲ့ပါပြီဒကာဓမ္မတို့ တိုင်မပါပဲနဲ့တိုင်းတင်ခဲ့တယ်ရှင်ဘုရားကမယုံနဲ့ခင်ဗျားတို့ယုံရလားမယုံပါဘူးအဲသစ္စာကိစ္စမပါပဲနဲ့နိဗ္ဗာန်ရတယ်ရှင်ဘုဒ္ဓမှာမယုံနဲ့ဆိုတော့ဒါကအများဟောလိုက်ပေါ်လားဒါပြန်ခင်ဗျားတို့မှာအခုတရားဟောရတယ်မရှိဘူးဉာဏ်ချင်းဝင်ပေးနေရတယ်နဲ့ချိန်ကုန်ပြီ။သဘောကျလား?မှန်ပါဘူး။မာပေးနေရတယ်ဉာဏ်ချင်းဝင်။ခင်ဗျားတို့ကဉာဏ်ချင်းဝင်မရှိတော့အစိတ်သားထဲလိုက်ရင်ဟောတပိစ္ဆာပဲ မြင်ကင်မပါပဲဟုတ်လူဟောကတော့ဘုန်းကြီးကသိကောင်းတာမြင်ကမကနဲ့ရတယ်ရနိဗ္ဗာန်ရောက်တယ်ဟာအဲ့ဒါဓာရုစီဟောတာခင်ဗျားဟောတာမဟုတ်ဘူးရင်းပြီလားဓာရုစီဟောတဲ့တရားခင်ဗျားတို့နိဗ္ဗာန်ရောက်နိုင်မလားမရောက်နိုင်ဘူးဗျာသူကဟောတဲ့တရားခင်ဗျားတို့နိဗ္ဗာန်ရောက်ပါရှင်သာရိပုတ္တရာဟောတဲ့တရားနိဗ္ဗာန်ရောက်ပါဒါတွေကပုဂ္ဂိစာတရားပုဂ္ဂိုလ်လိုက်ခေါ် သဘောရပုဂ္ဂိုလ်မလိုက်ဖဲနဲ့ဟောမယ်တရားကဉာဏ်ဆုံးချက်လို့မလိုက်ခေါ်ရပုဂ္ဂိုလ်မလိုက်ဖဲနဲ့ဟောမယ်တရားကဉာဏ်ဆုံးချက်ဒါဖြင့်ခင်ဗျားတို့ဘာအားကိုထားကြမလဲဉာဏ်ဆုံးချက်သစ္စာဉာဏ်ရှိဥစွာအားထားပါနောက်ပင်ဉာဏ်လိုက်ရနောက်ကတ္တဉာဏ်ကြတော့ဘုဒ္ဓဂာရမတွေနိဗ္ဗာန်မြင်တဲ့ဉာဏ်ဆိုတော့မပြီးသေးဘူးဒီကသုံးတဲ့နဲ့နိဗ္ဗာန်ရောက် ခင်ဗျားတို့က66ချက်မှတပည့်တို့ကအညောင်းကြည့်ရင်လေဗျာ66ချက်တက်ခြင်းလေကျန်ရောက်မှာမဟုတ်ပါဘူးလမ်းညာမောဆိုင်ရိမ့်မိကလားဘုရားလမ်းမောဆိုင်ဖို့လားညာညာရောက်ဖို့လားသူတောင်းတော့ခင်ဗျားတို့ကဘိုးဘွားတူတူနဲ့ရှင်မှာတောင်ကြောက်သူတောင်းတော့တူတူလောက်တော့ရှိရှိရိမ့်မိကလားသူတောင်းတော့လောက်တော့ရှိရှိတော်တော်ဖွားကြတယ်ဒီမှာလားအောင်သာဆိုးနေတယ်ဆို